တချို့ယောက်ျားလေးတွေကြတော့သူတို့သူတို့ကမှလေးရဲ့ဖောက်ပြန်သွားပါတယ်သူတို့ချက်ယောက်ျားလေးပေါ်မှာသူတို့ရှုံးနေသွားပါတယ်ဆိုတဲ့စကားကိုပြောချင်တဲ့အတွက်လူတိတ်ထားကြတဲ့အတွက်လူတိတ်မသိရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါဖြစ်တဲ့အကြောင်းရင်းတစ်ခုကိုရတစ်ခုပေါ့နော်ထပ်ထင်တယ်အကြောင်းရင်းပေါ့အဲယောက်ျားလေးအချင်းချင်းဟာမဟုတ်ပါဘူးငါသူ့ပစ်ခဲ့ရပါရင်းတော့သူပြောလေသူပြက်သွားရင်တော့ငါသူ့ပြက်ခဲ့တာမဟုတ်ဘူးသူကသူ့ဖောက်ပြန်ပြီးဖြစ်သွားတယ်ဒါပေမဲ့သူကမပြောဘူးသူတိတ်ထားကြမှာဆိုတော့အဲ့လိုမျိုးရဲ့အကြောင်းလည်းဖြစ်လိမ့်မယ်အကြောင်းရင်းလည်းအများကြီးရတစ်ချက်ပေါ့အဲအကြောင်းလူတွေကမိန်းကလေးတွေကဖောက်ပြန်လူကြားလေးတွေဖောက်ပြန်လို့ပူများလို့တင်တာလည်းဖြစ်ပါလိမ့်မယ်တင်ပြီနော်နော် သိပြီနော်ဒါအင်ဒီကိုရောင်းလို့ trader နဲ့ဇမျိုးပူစပ်ပိုင်ရနေပြီပုံစံလေးပြောင်းလာပါတယ်ဒီဆက်လေးဆက်ပြီးတော့အထောက်ကန်လာတာရေဟိုကအဲဇမျိုးပို့လိုက်တယ်ပေါ့နော်ထက်ကလည်း series ရိုက်နေတဲ့ခါကျတော့အဲဒီဇမျိုးကမဖတ်ဖြစ်ဘူးမဖတ်ဖြစ်တဲ့အချိန်မှာကိုစွမ်းပိုင်ရဒီမှာ meeting တွေ့ရင်လည်းတက်ကိုဇက်အကြောင်းပြောပြရတဲ့အချိန်မှာတကယ်ကိုအဲလူရေးရတဲ့ဇက်ကိုပေါ့နော်သူရှာပြောပြရတဲ့အချိန်မှာဇက်ကိုတော်လေးသဘောကျသွားပြီးတော့ ဒီကားကိုလက်ခံတယ်သူလည်းအများကြီးကြိုးစားတာနော်အများကြီးအဆိုက်တာအဆိုက်တာအဲ့ဇက်ကိုပြတဲ့အချိန်မှာအစသူဇက်ကိုရေးပဲကြည့်တတ်တာစကားမပြောတတ်ဘူးဘုဆက်မတအားအေးတယ်အဲ့အေးတယ်သူစကားမပြောအေးအေးလေးနေတာဇက်ကိုရေးဆိုရင်စက်လုံးပြတ်တယ်လို့ရေးလို့ရတယ်အဲ့မှာသူ့မိမပါသူ့မိမပြောတယ်အမကိုရေးစကားပြောတော့ဆိုလို့ရှိရင်စာနဲ့ပဲပြောတာတဲ့ပါဇက်နဲ့မပြောဘူးတဲ့ဖော်တာနဲ့ဆိုရင်ဖော်တာနော်စာနဲ့ဆိုရင်အရမ်းပါတော့ချက်သူတို့ရေးရေးလို့ရတယ်နော်စက်ထဲမှာရေးတာအရမ်းမိုက်တယ်အဲ့အရာကိုသူမပြောတတ်ဘူးဒါပေမဲ့တက်ကမဟုတ်ဘူးပြ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 ပါလားနားနဲ့နားထောင်ချင်တာဆိုတဲ့အချိန်မှာ ပြောပြရအကျိုးစားပြတော်တော်လေးကိုကျိုးစားအားစိုက်တာပါပြောချင်တာပြောပြရတဲ့အချိန်မှာလည်းဆက်ကတော်တော်လေးကိုကြွရဲစမ်းတယ်မတူဘူးပေါ့နော်ဒီ character ကြီး၄ယောက်ကိုဟိုလှည့်သွားလေးရတယ်လှည့်ပြောင်းလေးတော်တော်လာပါတယ်ဟုတ်တော့ပရမအောင်ဆိုတော့ပရမအောင်ဆိုအမနဲ့ဆုံးဘူးတာပါဆိုတော့ရန်နဝန်တော်ပါတယ်အဲ့လိုစီရမ်မိုင်းအဲဝန်တော်ပါလေ။ပါလေ။အရင်အတင်းတဘာဝကြာ natural မင်းသားတွေနဲ့တွေ့ရမှာလေ။ပြန်မဟုတ်တာလေ။ပြန်ပြီးတော့မှအများကြီးရှိတယ်။ဆိုတော့တင်ယူရမှာပေါ့နော်။အမှားကြီးရှိတာ။ ကဲဟိုကခုနလိုပဲကိုစမ်းပိုင်ရာနေပြီးတော့အရင်အိုင်ဝဆိုင်တာဒီကားလေးကိုလေသူကလည်းခုနအမပြောလို့ပဲသူကမပြောတတ်ဘူးသူကအကောင့်တွေပဲဖော်တဲ့တာပေါ့ဆိုတော့ဒီဇိုင်းလေးကိုကျွန်တော်ကလေဟိုဖတ်ဖို့ရတယ်အချိန်သိမ်းမရှိတော့ဟိုအမေကနေဆင်ပြီးတော့ပြန်ပြောပြတာပေါ့နော်ဒီဇိုင်းလေးကအရင်လည်းကောင်းတယ်သူကဘယ်လိုပြောမလဲဒီအခုနအိမ်လေးလေးရတယ်အမေပဲဆိုတော့အိမ်တော်ကြီးကိစ္စလည်းပါတယ်လို့ကျွန်တော်ဒီ ဒီဒီချမ်းသာတဲ့အချိန်မှာလည်းဖြစ်ဖြစ်စဉ်းစားဖြစ်စဉ်းရဲတဲ့အချိန်မှာလည်းဖြစ်ဖြစ်ပူလောင်တဲ့ဟာတွေကရှိရပါဒါတော့ဘယ်လိုပြောမလဲတစ္ဆာတရားဆိုတာတကယ်တမ်းမှုရှိရဲ့အရာဖြစ်တယ်တမ်းမှုရှိရဲ့အရာဆိုတာအနေနဲ့ရှားပါတယ် ရှားရဆိုတဲ့ခါကျတော့ဒီလိုမျိုးလူတွေမှမဟုတ်ဘူးတဘာဝတရားကြီးပေါ်မှာလည်းသစ္စာရှိရဲ့အရာတွေရှားရဲဟိုဖောက်ပြန်နေတဲ့အရာတွေများတယ်အဲ့လိုပဲလူတွေမှာလည်းသစ္စာတရားရှိရရှားရဲဖောက်ပြန်မှုတွေများရဲပေါ့ဖောက်ပြန်တဲ့အကြောင်းရင်းတွေကလည်းအများကြီးရှိပါတယ်အဲ့တော့ဖောက်ပြန်လို့ဖြစ်သွားတဲ့အကျိုးတွေကလည်းအများကြီးဖြစ်လာပါပေါ့နော်ဒါတရားသဘောနဲ့ပဲညှိနှိုင်းပြီးပြောရမှာပါပဲဟုတ်ဒါတော့မသိဘူးအဲ့ဒါဒါတော့မသိဘူးရှားပါတဲ့တစ္ဆာရှိခြင်းမျိုးပဲသူ့မှာရှိရတယ်။အဲလေ။အဲ့ဒါလည်းမသိဘူးသား။ဟုတ်ကဲ့ပဲရှိတယ်။ တာကီယောရှူတက်လိုက်တာတက်လိုက်တာဟုတ်ကဲ့ရောက်ကြတဲ့တမင်းလေးကပိုများတယ်အဲ့လိုလည်းမဆိုင်ပါဘူးအဲ့လိုလည်းမဆိုင်ပါဘူးအဲ့လိုတော့မပြောလို့များတာမများတာတက်အဓိကပေါ့နော်အဲမိန်းကလေးတွေကကြတော့သူတို့ခန်းစားချက်ကိုထုတ်ပြောဖို့ပို့ပြီးတော့ထုတ်ပြောတယ်ကွာထုတ်ပြောခါကြရောက်ကြလေးတွေကသူတို့ပေါ်ကလို့ဖတ်ပြနေကြတယ်ဆိုတော့သူတို့ထုတ်ပြောတယ်သူတို့အားနည်းတူအပြင်မိန်းကလေးတွေကိုတိထားကြဖြစ်တဲ့အတွက်သူတို့ကပြောရှင်းရတယ်တိုင်ပင်ကြရရှင်ဖွင့်ကြတယ် တချို့ယောက်ျားလေးတွေကြတော့သူတို့သူတို့ကမလေးရဖောက်ပြန်သွားပါတယ်သူတို့တခြားယောက်ျားလေးပေါ်မှာသူတို့ရှုံးနေသွားပါတယ်ဆိုတဲ့စကားကိုပြောချင်တဲ့အတွက်လူသိထားကြတဲ့အတွက်လူသိမသိရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဒါဖြစ်တဲ့အကြောင်းရင်းတစ်ခုပဲတစ်ခုပေါ့နော်ထပ်ထင်တယ်အကြောင်းရင်းပေါ့အဲယောက်ျားလေးအချင်းချင်းဟာမဟုတ်ပါဘူးငါတို့ပြစ်ခဲ့ရပါရင်းတော့သူပြောလေ तू ပြက်သွားရင်တော့ငါ तू ပြက်ခဲ့တာမဟုတ်ဘူးသွားသူဖောက်ပြန်ပြက်သွားတယ်ဒါပေမဲ့ तू ကမပြောဘူး तू သိထားကြမှာဆိုအဲ့လိုမျိုးရဲ့အကြောင်းလည်းဖြစ်လိမ့်မယ်အကြောင်းရင်းလည်းအများကြီးရတစ်ချက်ပေါ့အဲ့ကြောင့်လူတွေကမိန်းကလေးတွေကဖောက်ပြန်လူကြားလေးတွေဖောက်ပြန်လို့ပုံများလို့တင်တာလည်းဖြစ်ပါလိမ့်မယ်တင်ပြီနော်နော် <laughs> <laughs> ¿Te, vino? <laughs> ဒီနေ့ဒီနေ့ဟာအင်တာဗျူးကနည်းစမ်းကြည့်ရနော်စမ်းကြည့်စမ်းကြည့်ရနော်ဘိုးသူသားလည်းရပါတယ်ဘိုးသူသားကြီးလည်းရပါတယ်တို့တော်တိတရမတရပြောပါဝင်းမြပါအဲမသိဘူးသား generation တွေရဲ့အမြင်ပေါ့ဂျန်စီလားဂျန်စီရဲ့ဂျန်စီတို့ကရှင်းတယ်ဂျန်စီကကြိုက်ရင်ကြိုက်တယ်မကြိုက်ရင်မကြိုက်ဘူးသွားရင်သွားတယ်မသွားရင်မသွားတော့တာပေါ့အတည့်ပဲပဲဘယ်လိုမှမရှိဘူးကြိုက်တော့ကြိုက်တော့နော်ပြောပြောင်းလိုက်တယ်မဖောက်ပြန်ဘူးမဖောက်ပြန်ဘူးအဲ့ဒါကောင်းပါရှင်းတယ်လေကျော်ဒါကမသိဘူးပြောင်းလဲမှုဆိုတာလည်းအရမ်းပြောင်းပါဘူးဒါဒီကောင်ကတင်ပေးမယ်ဘာလို့လဲလဲစက်ကြီးပါဘယ်တန်းတင်ပေးဘူးဘယ်တန်းတင်ပေးဘူးဆက်ဆွဲတယ်မိုင်း ဆောဆောဆောဆန်ဒူဘိုင်လူစိုးကြီးလည်းမဟုတ်ပါဘူးမ။လူစိုးလူကောင်းလေးပေါ့။ဟောပေါ့ character တစ်ခုကြတော့ကျွန်တော်ဟိုဖန်တီးမှန်ဆိုရင်ဟိုဒီကားပဲဖြစ်ဖြစ်ကျွန်တော်အားလုံးပြင်ဆင်ရမှာပါပဲလေဆိုတော့ဟိုစူးစမ်းပြီးအဆင်မှာပဲဒီကားဖြစ်ဖြစ်ပေါ့နော်။ အရင်စ조사ရယ်လေသူ့အတက်ရွယ်နေမလိုက်အောင်လို့ငယ်ငယ်တည်းကဒါသူ့ရဲ့조사မှုတွေပြည့်စက်တွေရှိမှာအလုံးသိမှာပါအဲသူ့ရဲ့조사မှုတွေပြင်ဆင်မှုတွေပြီးတော့တကယ်အလုပ်ပေါ်မှာ professional တကျလုပ်တာအဲ့လို PPO လောက်တာမျိုးတခုမှမရှိဘူးပေါ့နော်သူလုပ်လိုက်တဲ့အလုပ်တိုင်းကနေရာတစ်ခုနဲ့အတိမပြုတ်တစ်ခုနဲ့အမျိုးမျိုးတစ်ခုရသွားတာကြီးပဲအဲဆိုတော့အဆိုပိုင်းမှာဆိုလဲအဆိုပိုင်းမှာတကယ်ကိုသူစာချင်းဆိုလဲပါတကယ်ကိုဟိုကသူ့ရဲ့ fan ဖြစ်ခဲ့ရတယ်ဆိုတော့တကယ်အခုတရုတ်ဆောင်ပိုင်းမှာလဲလို့ရှိရင်တွေ့လာတယ်တကယ်အဲ့ဒီနေ့သဘောကျပါတယ်သဘောကျ natural ဖြစ်တယ်သူ့ရဲ့ view နဲ့ light တဲ့ ဲ့အိုက်တင်လေးကသူရွေးလုတ်တက်တယ်အဲ့လိုလေးတွေအစားပေါ့နော်ပြန်ပြီးတော့လေ့လာရပိုင်းအများကြီးရှိပါတယ်ဟုတ်ကောဟိုမထက်စီရဘူးလေးတင်ယူပါအောင်ပြောပါအောင်တင်ယူရမှာပေါ့တကယ်တကယ်တကယ်တို့ပိုရလေး overdo လေးတယ်ဟုတ်လို့မဟုတ်ပါဘူးတကယ်တကယ်တင်ယူပါအောင်အမအရန်တော်တယ်ဘာလို့ဆိုတော့ကျွန်တော်အမတော်ရလေဟိုးရင်လေးကကျွန်တော်16စကူတွေအမတော်ပါပြီဘာလို့ဆိုတော့တကယ်ပါ မော်ဒယ်ဒူရီယာရေလေရရကျွန်တော်မဟုတ်ဟိုအဲ့ခရေရလေးကျွန်တော်လေးဒီမြန်မာနိုင်ငံအနည်းပညာရှင်တွေရဲ့ rising ရဲ့ rising star မှာအမပို့ပြီးအမြန်လာကျွန်တော်မြင်ရတယ်ပေါ့နော်ဆိုတော့အမစူးစမ်းတယ်လို့တွေ့ရတယ်အမအဲ့လိုမျိုး rise ဖြစ်သွားတာအရင်မြန်နေပေါ့နော်ဆိုတော့အဲ့တော့လည်းအရင်တော့ဝမ်းသာပါလေအရင်ကခုန်ယူရပါတကယ်လည်းသင်ယူလေ့လာရမယ်ထင်ပါလေအမပါပါလေဆိုတော့ဒါပါမှာ กว่าเลยกว่าเลยไม่ดูบลูเล่กวยออกมาแล้วสรว่าတော့ฉิมาตีเลยไม่จริงเลยဇက်ကိုဖတ်ပြီးအသေးစိတ်ဖတ်တာမှမဟုတ်လို့ရှိရင်တေချာကြည့်မှာပေါ့နော်အခုလိုမျိုးခြုံပြုတ်ရလိုက်လို့ရှိရင်အဲ့နည်းပေါ့ပါမှာဆိုလို့ဇက်ကိုတေချာအဆက်ပြေးရတဲ့လူအတွက်လေပြောလိုက်တာလေးကပေါ့ပါမှာဆိုလို့နော်နော်အလုံးလောက်နော်လောင်းရတာဖြစ်လာ ကျိုးစားနေပါအဲ့လိုရေးရတဲ့ director စိတ်ထဲကသူစိတ်ထဲမှာဖြစ်တဲ့ character တခုကိုလူရဲစာလုံးကြီးတွေနဲ့အစီအစီချရေးမယ်အဲ့ချရေးတဲ့အခါမှာသူစိတ်ထဲကဖြစ်နေတဲ့ character အကုန်ကိုဖော်ပြနိုင်ခြင်းမဖော်ပြနိုင်ပဲဥပမာရေးကြတာရေးရမယ်ဒါကိုဘယ်လောက်ဖြစ်တဲ့ကြောင်ကော်မတီပြောက်ကိုဘယ်လောက်ထိစာပေါ်မှာဖော်ပြနိုင်မှာလဲဘယ်လောက်မှဒီစာလေးနဲ့ပြီးဆုံးအောင်ဖော်ပြနိုင်မှာမဟုတ်ဘူးအဲ့တော့ဒီစာကနေကြော်ပြီးတော့မှသူစိတ်ထဲမှာဘယ်လောက်ထိဘယ်လိုခံစားချက်မျိုးနဲ့ရေးထားလဲဆိုတာကိုကြော်ပြီးဖတ်နိုင်မှာ အဆင်ပြေမှာပေါ့နော်အဲ့လိုပဲဒီလိုဆက်လို့ဒီ Z တအုပ်ဖတ်တယ်ဒီ character နေရာမှာဝင်ပြီးတော့တက်ကဒီဟာကိုဖန်တီးရတဲ့ director ကနောက်အသေးစိတ်နောက်ွယ်ရသူ့ရဲ့ခံစားချက်တွေအတွင်းထဲမှာဒီကောင်မလေးရဲ့ character အကုန်လုံးကိုမဖော်ပြနိုင်သေးတဲ့ဟာတွေပါအကုန်လုံးပါထားဆွဲထုတ်ပြီးဖတ်ရတယ်။အဲ့ဒီပဲမြင်အောင်ဖတ်ရတယ်။ပြီးရလို့ရှိရင်တရုပ်ဆောင်နေရင်းနဲ့ကိုကိုရဲ့ character ကို character ကိုပြန်ပြီးတော့ sense 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 သူ့သားဒီနေရာမှာဆိုရင် director မမြင်နိုင်တဲ့တခြားသောအသေးစိတ်ကဒီ character ရဲ့ ဟိုတကယ် dark side တွေအကောင်းတဲ့ site တွေအကုန်လုံးကအစားကိုယ့်ဘာကိုပြန်ပြီးတော့ရှာပြီးပြန်ထုတ်ယူပါတယ်အပြန်ထုတ်ယူပြီးမှအဲအကုန်လုံးကိုပြန်ပေါင်းပြီးလုံးမှအကောင်းဆုံး character ဆိုဖြစ်လာတာပေါ့နော်ပြည့်စုံတဲ့ character ဆိုဖြစ်လာတာပေါ့ဟုတ်ရင်တော့စာရဲကရေးရတဲ့အတိုင်းပြောရေးရတဲ့အတိုင်းပြန်ပြောအဲ့လိုမျိုးဒီပုံစံ copy ကူးတာလည်းဖြစ်မှာပေါ့ copy ကူးရဆိုလို့ရှိရင်ဘယ်တော့မှဟိုမူရင်းလာမကောင်းကြဘူးလေအဲ့တော့ character စိတ်တွေအဟာကိုဒီစာပေါ်မှာ copy လုပ်လိုက်တယ်သူ့စိတ်တွေအဟာတော့ဒီစာကမကောင်းလာဘူး ဒီစားဟောင်မှာကိုရဲမင်းသမီးရဲ့ character ပြန်ပြီး copy ပြန်ကူးရင်ဒီစားရဲတော့ပြည့်မှာလည်းမဟုတ်ဘူးเนาะကိုကထက်ချဲ့ဖို့လုပ်နိုင်မှာ character ပြည့်မှာပါဟုတ်နမယ်လေးကတော်တော်လေးကိုစမ်းပြီးတော်တော်လေးကိုစိတ်ဝင်စားမဲ့နမယ်လေးလို့နမယ်လေးလောင်တာလဲတန်းပေါ်တယ်เนาะလောင်တာလဲပေါ်တယ်တန်းပေါ်တယ်ချစ်တာလဲပေါ်တယ်ဘာလို့လောင်နေကြရလဲအရင်ချက်လို့လောင်နေကြရဆိုတာလေပေါ်ပါတယ်ကျမကချစ်သူတူရောက်ကြဆိုတော့ဟိုကနမယ်လေးကချစ်ကြလဲကောင်းပါတယ်တကယ်အိမ်တော်ကြီးမှာတယောက်တယောက်ချစ်ခင်မျက်နှာမှုလေးတွေကနေဘယ်လိုပြောင်းလဲလာတယ်ဘယ်လိုမှုလေးတွေဆိုတော့တွေ့ရမှာ ရှိပါတယ်။ဒီစစ်အမားလေးရှိပါတယ်။ရပါရဲ့မို့ရပါရဲ့။အမပြောတဲ့အတိုင်းပါပဲ။အမပြောတဲ့အတိုင်းပါပဲ။ခုမေးရမယ်အဲ့လိုလူတွေကတော့ copy ဖြစ်သွားကြတယ်။ပြောတော့။ရပါတယ်ဒီနေ့